အလုံးမေမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဇလန်းဆောင်မှာတော့ JB Red ကသူ့ရဲ့ကောင်မလေးမာရီယာရှိတဲ့အဝတ်လျှော်တဲ့ဆိုင်ကိုကားနဲ့သွားပြီးတော့ခေါ်နေပါရစေအဲဒီအချိန်မှာသူ့ရဲ့နောက်ကနေကားတစ်စီးနောက်ရောင်ခံလိုက်လာတာကိုတွေ့ရပြီးတော့မိပိုင်မိတဲ့အချိန်မှာတော့အဲဒီကကဘေးမှလာပြီးတော့ရန်နေပါတော့တယ်တပကမောင်းလာတဲ့ဖီတာကိုတွေ့ရတဲ့အခါမှာ J ကလည်းအန်ဒီရဲ့အငွေ့တက်ကိုခံစားခဲ့ရပြီးတော့ကားကိုချက်ချင်းပဲမောင်းထွက်ခဲ့တာပါဘာကြောင့်လဲဆိုလို့ရှင်တော့ဖီတာကဗန်ပါယာတကောင်ဆိုတာကိုသိနေလိုပဲဖြစ်ပါတယ် မြေအောင်ကားပါခင်တစ်ခုရောက်တဲ့အခါမှာတော့မာရီယာကိုကားပေါ်ထားခဲ့ပြီးတော့အထဲကိုဝင်သွားခဲ့ပါတယ်။အထဲမှာတော့သွေးစွန်းနေတဲ့အလောင်းသုံးခုကိုဇောက်တိုးဆွဲရတာတွေ့လိုက်ရပြီးတော့ကားထဲမှာဆောင်နေတဲ့မာရီယာလည်းဘာမှမသိကြက်သိမ်းထားလာခဲ့ပြီးတော့အပြင်ထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့အပြင်ဟာလူတစ်ယောက်ကကားမန်ကိုခွဲပြီးတော့မာရီယာကိုအန်ရီပြုံနေခဲ့ပြီးအော်ဒန်ကြောင့်လို့ပြေးထွက်လာတဲ့ဂျေးကမာရီယာကိုဘယ်တော့မှမတွေ့ရတော့ပါဘူး။ဒီလိုနဲ့မြင်ကွင်းလေးဟာဘန်ဒီဆိုတဲ့ကောင်းလေးចောင်းသားတယောက်စီကိုပြောင်းသွားခဲ့ပြီးတော့ဘန်ဒီကတော့ ပြပြောင်းနေတဲ့သူဖြစ်ပြီးတော့အရှုပ်အရှင်းလေးကင်းပါတယ်။ပြီးတော့အားတဲ့အချိန်ဆိုရင်ဂီတဖန်နေပြီးတော့အချိန်ကုန်နေသလိုနောက်ပြီးတော့အချိန်ပိုင်းအလုပ်တွေကိုလည်းကြိုးကြိုးစားစားနဲ့လုပ်ပါတယ်။ပြင်းတဲ့အချိန်ဆိုရင်စကိတ်ထွက်စည်းတာတွေအခန်းထဲမှာပဲနေပြီးတော့နာရူတိုကြည့်တာတွေလည်းလုပ်ပါသေးတယ်။ဘန်နီကတော့ဖွားနေနေရပြီးတော့မှနှစ်ယောက်သားလေးတဲကြပြီးပြောရရင်တော့ဘန်နီရဲ့ဘဝဟာဘာမှအပူပင်မရှိတဲ့အတိုင်းပါပဲ။ဒီရတော့အခန်းထဲမှာတီလုံးဖန်နေနေတဲ့အချိန်အကိုဖြစ်တဲ့သူကြီးကဖုန်းဆက်ရင်းနဲ့ဝင်လာခဲ့ပြီးတော့ ကြီးရချမ်းသာတဲ့သူတွေအတွက်ကိုပိုင်ရင်မောင်းလုပ်နေတာဖြစ်ပြီးဒီနေ့မှတော့တခြားအရေးကြီးကိစ္စရှိတာကြောင့်ပဲကားသွားမမောင်းနိုင်တာပါဒါကြောင့်တစ်ဖက်အလို့ရှင်ကိုတောင်းပန်နေကြတာဖြစ်ပြီးတော့အဲ့ဒီအကြောင်းကိုကြားလို့တော့ဗန်ဒီဟာစိတ်ဝင်စားသွားခဲ့တာဖြစ်ပါတယ်နောက်ပြီးတော့သူမှလည်းကားလိုင်စင်ရှိတာကြောင့်ပဲအပေါ်ဝင်ဝင်ရအောင်ဆိုပြီးတော့ဂျေးကိုစားကားမောင်းဝင်ပြေဖို့အတွက်ပူဇော်နေခဲ့ပြီးဂျေးကပင်မမောင်းခြင်းပေမဲ့ဗန်ဒီကတအားပူဇော်နေတာကြောင့်ခွင့်ပြုပေးလိုက်ရပါတယ်အဲ့ဒီလိုနဲ့ဗန်ဒီဟာတန်မိုးကြီးခါရီလက်စင်ကန်ကားကြီးဘောကိုရောက်လာခဲ့ပြီးတော့ ဒါလောက်ကောင်းလို့နဲ့ကားကြီးကိုတခါမှမမောင်းဘူးတာကြောင့်စိတ်လို့ရှာလို့နေပါတော့တယ်။နောက်ပြီးတော့သူကိုယ်သူလည်းဗန်နီလို့မပြောဘဲနဲ့ဂျေးလို့ပဲလင်းပြောခဲ့ပြီးတော့အဲ့လိုပြောမှသာကားမောင်းခွင့်ရမှာဖြစ်လို့ပါပဲ။ဒီနေ့လောက်ကတော့တညာလုံးကားမောင်းရမှာဖြစ်ပြီးတော့ဂျေးကဆက်သွယ်ရမယ့်လိစာတွေကိုပြောပြခဲ့ပါတယ်။ဗန်နီကလည်းအင်္ဂလိပ်စာတိုင်းသွားကြိုရင်းနဲ့ခဟဟဟနဲ့ဆန်နီမာလီတယောက်ထွက်လာတာကိုတွေ့ရပြီးတော့ရှင်းကုန်သွားခဲ့တယ်လို့အဲဒီကောင်မလေးရဲ့နာမည်ကဘလဲလို့ခေါ်ပါရယ် ဒါပေမဲ့ဘန်နီကတော့နောက်တိုကားလေးကဇက်ကောင်တယောက်လိုတော့မှထင်းသွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲဘလဲကသူ့ကိုထူးထူးဆန်းဆန်းကြည့်ပြီးတော့ရင်းနေတာကြောင့်ဘန်နီဟာလည်းကြောင်သွားခဲ့တာဖြစ်ပါတယ်။အောက်ကငုံကြီးလိုက်တော့မှဘောင်းမီစေးပွင့်နေတာကိုတွေ့ရပြီးတော့မျက်နှာပူသွားခဲ့တယ်လို့နောက်ပြီးတော့ဘန်နီဟာဘလဲကိုကားတကားဖွင့်ပေးဖို့မိန့်နေခဲ့ပါတယ်။တင်းမကြခင်မှာတော့ဆိုင်ဆိုတဲ့ကောင်မလေးလေးရောက်လာပြန်တယ်လို့ဆိုင်ကလည်းဆွဲဆောင်မှုရှိတဲ့ပုံစံကိုပိုင်ဆိုင်ထားပြီးဒါပေမဲ့ပုံစံဟာအေးဆက်ဆက်နဲ့ထူးဆန်းတယ်လို့ဘန်နီဟာတွေးနေခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့နောက်တိုတဲကဘယ်ဆက်ကောင်နဲ့တူလဲဆိုတော့ကိုလိုက်ပြီးတော့စဉ်းစားနေတယ်လို့ ဗန်နီရဲ့တာဝန်ကတော့ဘလင်းနဲ့ဆွိုင်းတို့တွားကျင်တဲ့နေရာတွေကိုလိုက်ပြီးတော့ပို့ရမှာပဲဖြစ်ပါတယ်။အဲဒီကိစ္စကတညာလုံးပဲဖြစ်ပြီးတော့မှကောင်မလေးတွေရဲ့စကားအရဆိုတော့ပို့ရမယ့်နေရာက9ခုတောင်ရှိနေခဲ့ပြီးတော့ဘာပဲဖြစ်ဖြစ်ဇေကန်ကာရီလက်စကားကြီးပေါ်မှာခက်လန်းလန်းကောင်မလေးညောင်နဲ့တညာတာအချင်းဖြုံးဝေရမှာဖြစ်တာကြောင့်ပဲဗန်နီကတော့ပျော်ရွှင်လို့နေပါတယ်။ကောင်မောင်းတဲ့အချိန်မှာပဲကောင်မလေးညောင်ကအမေးဖြေခင်းကစားဖို့လုပ်နေပြီးတော့ဒီညကဗန်နီရဲ့နောက်ဆုံးညဖြစ်မယ်ဆိုရင်ဘာလုပ်မလဲဆိုပြီးတော့မေးတာပါ။ဒါပေမဲ့သူတို့ညဟာသူ့ကိုဂျေးလိုထင်နေကြတာဖြစ်ပြီးတော့ကောင်မလေးတွေနဲ့စကားပြောရတာပြောစရာကောင်းမိမိတ် ်ဘန်နီကတော့ပရိုဆန်ရမယ်လို့တွေးထားပြီးတော့အင်ဂျင်မပြတ်အောင်ပဲနေလိုက်တာဖြစ်ပါတယ်ပြီးတော့အင်ဒီကနောက်ဆုံးညအဖြစ်တော့လုံစရာဘာမှမရှိဘူးလို့ပြန်ဖြေခဲ့ပြီးသူဟာလူလို့ဖြစ်တဲ့အကြောင်းဈေးပန်းခင်းလိုက်တဲ့သဘောလေးဖြစ်ပါတယ်နောက်ပိုင်းတော့ကော်မန်လေးတွေရဲ့မိကုံဟာပို့ပြီးတော့ထူးဆန်းလို့လာခဲ့ပါတယ်အသက်ရှင်ခွင့်ရဖို့အတွက်သူတို့နှောက်တွေကတယောက်ကိုရှင်းရမယ်ဆိုလို့ရှိရင်ဘသူကိုရှင်းမလဲတဲ့ဘန်နီဟာဘလဲကိုပို့ပြီးတော့သဘောကျတာကြောင့်ပဲဆိုင်ကိုရှင်းမယ်ဆိုပြီးတော့ပြန်ဖြေပါတယ်အဲဒီစကားကြောင့်ဆိုင်ကမျက်နှာထားတင်းသွားပေမဲ့ဘလဲကတော့ပီတိတွေဖြာနေခဲ့တာပါ အဲ့လိုနဲ့ကောင်မလေးနဲ့တော့သွားရမယ့်ပထမဦးဆုံးနေရာကိုရောက်လာခဲ့တယ်လို့အဲ့ဒီနေရာကတော့မြန်မုံစုပါတီဝဲချင်းမတဲ့နေရာဖြစ်ပြီးဝင်ခွင့်အနေနဲ့ကြောက်နေလေဆွဲတစ်ခုထုတ်ပြရတာဖြစ်ပါတယ်။တပတ်မှာတော့ဂျေးကဗန်မိုင်းယာပြဿနာကိုဘယ်လိုရှင်းရမလဲဆိုပြီးတော့စဉ်းစားနေတာဖြစ်ပြီးဘာကြောင့်လဲဆိုလို့ရှိရင်သူနဲ့ဗန်မိုင်းယာဗီတာတို့ရဲ့ဂျာကစစ်ပွဲတစ်ခုဖြစ်နေလို့ပါပဲ။တပတ်မှာတော့ဗန်နီဟာပါတီတဲကိုဝင်သွားတဲ့ကောင်မလေးမျိုးကိုစောင့်နေပြီးတော့ပြင်းလာခဲ့တယ်လို့ကောင်းဘော်ကဆင်းပြီးတော့အညောင်ပြညာပြီးလမ်းလျှောက်နေတဲ့အချိန်မှာမြေကြီးဘော်ကိုကြာနေတဲ့ကြောက်နေလေးတလုံးတွေ့လိုက်ရပါတော့တယ်။ ။တမင်ရခင်မှာကော်မလင်းနှစ်ယောက်စလုံးကပါတီတွေကနေထွက်လာခဲ့ကြပြီးတော့ဗန်နီကိုမြေရောက်ကားပါကင်တစ်ခုစီကိုပို့ခိုင်းလိုက်ပါတယ်။ကားပါကင်ရောက်တဲ့ခမောင်းတော့အောက်ကိုဆင်းသွားခဲ့ကြပြီးဗန်နီကတော့ကားပေါ်မှာပဲစောင့်ပြီးတော့ကြံနေခဲ့ရပါ။အဲ့ဒီချိန်မှာပဲကော်မလင်းရဲ့ပစ္စည်းတွေဖုန်းတွေဟာကားနောက်ခန်းထဲမှာကျန်ငယ်မှန်းတိလိုက်ရပြီးတော့နောက်ပြီးဖုန်းတွေကိုလည်း message တွေကဝင်နေတာဖြစ်ပါတယ်။ပို့တဲ့သူကိုကြည့်လိုက်တဲ့ခမောင်းတော့ခြေဖြစ်နေတာကိုတွေ့ရပြီးဒါကြောင့်ဗန်နီဟာသူ့ရဲ့ဖုန်းနဲ့ခြေကိုလှမ်းပြီးတော့ခေါ်ကြည့်ပါတော့တယ်။ဒါပေမဲ့တပတ်ကဖုန်းမကင်ပါဘူး။ဗန်နီကတော့ကားရဲ့နောက်ခံကလက်ကင်အိတ်ကိုဖွင့်ကြည့်လိုက်တော့ ေါ်လာအုပ်လိုက်ကြီးကိုတွေ့လဲရသလိုတချို့ဒေါ်လာအုပ်တွေပေါ်မှာသွေးရည်စွန်းနေရက6တောင်မှမ6သေးပါဘူးဗန်နီကဆက်ဆော့ပြီးတော့မှဒေါ်လာတအုပ်ကိုယူကလက်နဲ့ပိုးချလိုက်တော့သူ့ရဲ့မျက်နှာနဲ့အင်ဂျင်ကော်လံတွေမှာသွေးရည်ကဆင်းသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီမှာမြေရောက်ကားပါကင်းထဲကိုရဲတွေဝင်လာတာကိုတွေ့ရပြီးတော့ကားပေါ်ကနေစီမီကမလေးနှစ်ယောက်ဝင်သွားတဲ့နေရာကိုနောက်ကလိုက်သွားခဲ့ပါတော့တယ်အဲ့ဒီနေရာမှာတော့အေဂျိုကောင်တာလေးရှိနေခဲ့တယ်လို့ချွေတီအတွက်မျက်နှာနဲ့အင်ဂျင်ကော်လာမှာတွေးရစင်နေတဲ့ဗန်နီကိုအေဂျိုကောင်တာကအမျိုးသမီးဟာမတင်ငါဖြစ်နေပါတော့တယ် အဲဒါကြောင့်အမျိုးသမီးကလုံခြုံရေးကိုအကြောင်းကြားဖို့တောင်းလုပ်နေခဲ့တာဖြစ်ပြီးတပိမဲ့ဘန်နီရဲ့လက်ထဲမှာကင်ထားတဲ့ကြောက်နေလေဆွဲကိုတွေ့လိုက်ရတဲ့အခါမှာတော့မျက်နှာထားကပြောင်းလဲသွားပြီးတော့ဝင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။အဲဒီဝင်နေကဘန်နီကိုအထက်ဝင်ခွင့်ပေးလိုက်ပြီးတော့ကော်မလီနီရဲ့ရှီယာစီကိုလမ်းညွန်ပေးခဲ့ပါတော့တယ်။လမ်းညွန်ရတိုင်းလျှောက်လာခဲ့တဲ့ဘန်နီဟာအခန်းတစ်ခုကိုတွေ့ပြီးတော့တကောက်ပြင်ပြီးတော့ဝင်လိုက်ပါတယ်။အဲ့ဒီချိန်မှာထူးဆန်းတဲ့မြင်ကွင်းကိုတွေ့ရပြီးတော့လှမ်းပြန်သွားရပါတယ်။ဒါကတော့ Blaine နဲ့ Sino ဟာအမျိုးသားနှစ်ယောက်ကိုကြိုးတို့ပြီးတော့လေဘင်းကသူတွေကိုစုပ်ယူနေကြတဲ့ကိစ္စပါပဲ ဗန်နီဝင်လာတဲ့ချိန်မှာတော့ဆိုင်ကလမ်းတစ်ဖက်မြောက်ပြီးတော့သွေးဆုပ်ဖို့ပြေးဝင်လာခဲ့တယ်လို့တကယ်ဆုတ်တာတော့မဟုတ်ပါဘူးချက်လန့်ပြီးတော့စားနောင်နေခဲ့တာပါဗန်နီဟာတကယ်ကြောက်သွားတဲ့ပုံစံဖြစ်နေတော့ကောင်မလေးတယောက်ကတမျိုးဖြစ်သွားခဲ့ပြီးဒါကြောင့်မိကုန်းနဲ့မေးပါတယ်အဲ့ဒီချိန်မှာဗန်နီလည်းသူ့ရဲ့နာမည်အမှန်ကိုဖွင့်ပြောလိုက်တယ်လို့အဲ့ဒီချိန်မှာဆိုင်ကစိတ်ပြတ်သွားခဲ့ပြီးတော့ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့တွေဟာဂျေးကိုတွေ့ကျင်နေလို့ပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာကောင်မလေးတွေသွေးဆုပ်နေတဲ့အမျိုးသားတယောက်ကရီရီမုံမုံနဲ့တရိယာလာခဲ့တယ်လို့တကယ်တော့ကောင်မလေးတယောက်ဟာဒီလူတွေစီကသွေးဆုပ်ဖို့တဲ့ပတ်စံပေးပြီးတော့ငှားထားခဲ့တာဖြစ်ပါတယ် ဖြစ်ကျင်တော်ဆိုင်ကတွေးဆိုရင်းနဲ့လက်လွန်သွားတာကြောင့်တရုတ်တော်ရှော့သွားခဲ့ရသလိုအဲအကြောင်မြင့်မြင့်တက်တဲ့ဖြောက်တဲ့အနေနဲ့နောက်ထပ်တယောက်ကိုလည်းအဲလိုဆုပ်လိုက်ဖို့တဲ့ဗလေးကိုတိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။သူဒီလိုမျိုးစကားပြောနေချိန်မှာဗန်နီလေးလန့်ပြီးတော့ကာပါကင်ကိုထွက်ပြေးခဲ့တယ်လို့ရဲရီကိုလည်းအဲ့ဒီအကြောင်ပြောပြခဲ့ပေမဲ့ရဲရီကတော့အံ့ဩဖို့မရဘဲနဲ့သူ့ကိုခဏဖန်ထားလိုက်ပါတော့တယ်။ကမာလေးတွေထွက်လာတော့မှပြန်လှုပ်ပေးခဲ့တာဖြစ်ပြီးအဲ့ဒီချိန်မှာဗန်နီဟာဂျေးစီကိုစောက်ခိုးဖို့စူးစမ်းနေပါတော့တယ်။ဒါပေမဲ့ဆိုင်ကတွေးသားခဲ့ပြီးတော့ဖုန်းကိုယူကပောက်ခွဲပြစ်လိုက်ပါတယ်။ တဖက်မှာတော့ဗန်မိုင်းယားဗီတာကလူတွေကိုပြန်မေးဆွဲပြီးတော့သူတွေကိုပုံနေနဲ့ထင်နေကြတာဖြစ်ပါတယ်ပြီးတော့အရေးကြီးဧည့်သည်တွေကိုတိဖို့အတွက်ကားနဲ့ထွက်သွားခဲ့ပြီးဗန်မိုင်းယားကော်မတီနဲ့အနားမှာရှိနေတဲ့ဗန်ဒီဟာထွက်ပြေးဖို့အတွက်စူးစမ်းပေမဲ့ဆိုင်ကပြန်ပြီးတော့ဖမ်းခဲ့လိုက်ပါတယ်အဲဒီမှာဗီတာကတော့မျိုးတွေကအင်အားကြီးဗန်မိုင်းယားနှစ်ယောက်ဖြစ်တဲ့ဂရစ်နဲ့အီဗာရိုနဲ့တွေ့နေကြတာဖြစ်ပြီးတော့မှတကယ်တော့ဗီတာဟာဂျီရဲ့အခြေတို့ဗန်မိုင်းယားမာလီမာရီယာကိုတတ်ခဲ့တာကိုသိပြီးတော့မှဗီတာကိုလာပြီးတော့ညှိနှိုင်းနေကြတာဖြစ်ပါတယ် ဘာကြောင့်လဲဆိုလို့ရှိရင်ဗိုင်းမိုင်းကအချင်းချင်းမတက်ရဘူးဆိုတဲ့သဘောတူညီချက်ရှိနေတာကြောင့်ဖြစ်ပြီးတော့ဖီတာရုရဲ့တွေ့ဆုံဆွေးနွေးပွဲဟာတိတ်တော့အဆင်မပြေလာပါဘူးအဓိကကတော့ဖီတာရဲ့ခေါင်းဆောင်မှုကြောင့်ဖြစ်ပြီးဒီနေ့တွေ့ဆုံပွဲမှာလည်းအကြံစီရှိတဲ့ဖီတာဟာနှစ်ယောက်စလုံးကိုရှင်းပြခဲ့တာဖြစ်ပါတယ်တပတ်ကဗန်နီကတော့ကော်မလင်းနှစ်ယောက်ကိုဈေးတန်တစ်ခုနာမှာကားရဲပေးလိုက်ပါတယ်ဆေးလို့ရှားနေတဲ့သူကိုဘလဲကစိတ်အေးထားဖို့အတွက်အားပေးနေခဲ့ပြီးတော့နောက်ပြီးတော့သူတို့ဗန်မိုင်းရတွေနဲ့လူသားတွေရဲ့ကြားထဲမှာချစ်ချင်ယူထားတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်ပြီးတော့ဆွိုင်းနဲ့ဖီတာတို့ကချစ်သူတွေဆိုတဲ့အကြောင်းကိုလည်းသိလိုက်ရပြီးတော့ ဘလင်းနင်းဆိုင်တို့ဟာဖန်မိုင်းယာစီပွားရေးတစ်ခုဖြစ်တဲ့တွဲကလက်စီမံခံခွဲမှုကိုကင်တွေထားရတဲ့အချိန်မှာဖီတာကလုပ်ပိုင်ခွင့်ကိုလိုဖို့အတွက်ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။တကယ်တော့ဖီတာကဒီမျိုးရဲ့ဖန်မိုင်းယာခေါင်းဆောင်၅ရောက်စလုံးကိုရှင်းပြပြီးတော့မှအာနာယူဖို့ရည်ရွယ်ထားခဲ့တာဖြစ်ပြီးဒါကိုဂျေးကလည်းတာစီရဖို့ဖြစ်လာခဲ့တာပါ။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ဂျေးကနယ်နိမိတ်ခေါင်းဆောင်တယောက်ဖြစ်နေလို့ဖြစ်ပြီးအဲဒီကစပြီးတော့ဖီတာဟာဂျေးကိုတောက်လျှောက်ရန်ဆလို့နေပါတော့တယ်။နောက်ဆုံးဂျေးရဲ့ခြေတော်မာရီယာကိုတတ်ခဲ့တဲ့အထိဖြစ်ပြီးတော့ ဒီနေ့လည်းခြေကိုလှုပ်ချမ်းမှုတဲ့ပြင်ဆင်ထားခဲ့တာဖြစ်ပြီးဒါပေမဲ့ခြေအစားဘန်နီထွက်လာတဲ့ချိန်မှာဖီတာရဲ့အစီအစဉ်တွေကလွဲကျော်သွားခဲ့ပုံရပါတယ်အဲ့ဒီအချိန်မှာဂျေကတော့ဖီတာတို့ကိုရင်ဆိုင်မှုအတွက်လူလိုက်စုနေခဲ့တာဖြစ်ပြီးတကယ်တော့ဂျေမှာလည်းဖန်မန်ရမှုဆိုးအဖွဲ့ရှိနေပါတယ်။သူတို့တွေကအင်အားကိုစုစည်းပြီးတော့ဖီတာစီကိုခြေတက်ဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ဒီအချိန်မှာဗန်နီတို့ကကလပ်တစ်ခုကိုတွားခဲ့လိုက်တာဖြစ်ပါတယ်။အဲ့ဒီကလပ်မှာတော့ဖန်မန်ရတွေရောလူသားတွေကိုရောတွေ့ရတယ်လို့ဗန်နီရဲ့တငယ်ချင်းတချို့ကသူတို့ကိုတော့ဒရိုက်ဘာဆိုပြီးတော့စားနောင်နေပါတယ်။ အဲ့တော့ကိုမခံနိုင်ဖြစ်နေတဲ့ဘလေးကဘန်နီကိုတွားပြီးတော့အနမ်းပေးလိုက်တယ်လို့ရေးစားလို့လို့လည်းဟန်ဆောင်ပေးခဲ့ပါတော့တယ်။အဲ့ချိန်ကျမှလောင်မြုံတဲ့သူတွေကအတန်တိတ်သွားခဲ့တာဖြစ်ပြီးတော့ကလတ်ထင်းမှာတော့ချင်းတွေကရှုပ်သွေးလို့လာခဲ့ပါပြီ။အထဲကိုရောင်းနေဗန်ဗန်ရမိုးဆိုးတယောက်ကဘလေးကိုရန်ရှောင်မိအချိန်မှာဘန်နီကဘလေးနဲ့ဝင်ရိုက်ပြီးတော့ကယ်ပေးခဲ့တယ်လို့အဲ့ဒီအချိန်မှာဘလေးတို့ကထပ်ပြေးနိုင်ခဲ့တာဖြစ်ပါတယ်။တကယ်တော့ကလတ်ထင်းမှာဂျေးကလည်းရောင်းနေခဲ့တာဖြစ်ပြီးတော့ဘလေးကိုတွေ့တဲ့အခါမှာအနောက်ကလိုက်ဖို့ပြင်ဆင်ပါတယ်။ဒီချိန်မှာပဲဗန်ဗန်ရတယောက်ကသူ့ကိုလှမ်းပြီးတော့ဆွဲပါတယ်။ အဲဒီချိန်မှာဂျေဟာဒေါသတွေထွက်ပြီးတော့လမ်းဆွဲတဲ့သူကိုအပြက်ရှင်းခဲ့လိုက်တာဖြစ်ပါတယ်။ဗန်နီကတော့ခက်ခဲတွေကြားထဲကနေပဲကောင်မလေးနှစ်ယောက်ကိုအိမ်ခေါ်လာပြီးတော့ဖွက်ထားပေးခဲ့တယ်လို့အဖွားကတော့မှအိမ်ကိုကောင်မလေးတွေခေါ်လာတဲ့ဗန်နီကြောင့်အန်အောလို့နေခဲ့တာပါ။ဆိုင်ကတော့ဗီတာစီကိုဖုန်းလမ်းဆက်ပြီးတော့သူတို့ရှင်းရမယ့်လူတွေရောက်ပဲရှိတော့ကြောင်းသတင်းပို့နေခဲ့တာဖြစ်ပြီးဗန်နီနဲ့ဘလဲတို့ကတော့စကားတွေပလဲပြီးတော့မှရင်းနှီးမှုတွေပို့ပြီးတော့တိုးလာခဲ့ကြပါတော့တယ်။တပတ်မှာတော့ဗီတာနဲ့ဂျီရိုဟာချင်းလိုက်ကြပြီးတော့ပြဿနာကိုရင်ဆိုင်ဖြေရှင်းပါတယ်။ ဂျေကဗေဒါရဲ့နဖူးကိုတနက်နေ့ဖြစ်လိုက်တော့အပေါကြီးဖြစ်သွားခဲ့ရပြီ။ဒါပေမဲ့ဘာမှတော့ဖြစ်မသွားခဲ့ပါဘူး။အဲဒါကြောင့်ဓာတ်ကိုထုတ်ပြီးတော့နှလုံးသားကိုထုတ်မယ်လို့တဲ့အခါမှာဗေဒါလက်နဲ့ထားခဲ့ပြီးပြီးတော့ဂျေဒေါသထောက်အောင်ဆိုပြီးတော့မော်ရီယာရဲ့အသားကိုလည်းအစိမ်းစားရတာမြင်နေကြောင်းပြောနေပါတော့တယ်။အဲဒီမှာဗန်နီရိုဖက်ကရိုဂိုဘားကိုတွားခဲ့ကြတာဖြစ်ပြီးဘောက်ကြောင့်လည်းဆိုလို့ရှိရင်စိုင်းကိုရှင်းရမယ်။နောက်ဆုံးသူရှင်းနေလို့ပဲဖြစ်ပါတယ်။ရဂူကတောင်ကုန်မရေးမိပဲနဲ့ဇကားလက်ခံပြောနေကြတာဖြစ်ပြီးတော့မှခက်လန်းလန်းမှာတော့ဘန်နီနဲ့ဘလဲတို့ဟာထိုင်ပြီးတော့ဇကားတွေပြောဆိုလို့နေပါတယ် ဆိုင်ကဓာတ်ထုတ်လိုက်တဲ့အခါမှာတော့ရိုဂိုမြင်သွားခဲ့ပြီးတော့မှတကယ်မှုတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာဗန်နီနဲ့ဘလဲတို့ကပဝင်ကူညီခဲ့တာကြောင့်ပဲရိုဂိုကိုရှင်းနိုင်ခဲ့တာဖြစ်ပြီးအပြင်ထွက်လာတဲ့အခါမှာတော့ရန်သူတို့ချို့ရောက်လာတာကိုလည်းတွေ့လိုက်ရပါတော့တယ်။ဒါပေမဲ့ဗန်နီဟာအလုံးကိုကားနဲ့တိုက်ပြီးတော့ထပ်ပြေးနိုင်ခဲ့သလိုအဲ့နောက်မှာတော့ဆိုင်သွားခြင်းနဲ့နောက်ဆုံးနေရာကိုလည်းလိုက်ပို့ခဲ့တာဖြစ်ပါတယ်။အချင်းကလည်းမူလင်းငါနေဖြစ်နေပါပြီ။အဲ့လိုလိုက်ပို့ရင်းနဲ့ဗန်နီဟာဂျင်းနဲ့ဗီတာတို့ရဲ့ဇလန်းကိုရင်းမိသွားခဲ့တာဖြစ်ပြီးတော့ နောက်ပြီးတော့ဆိုင်းရဲ့ပြောစကားအရဂျေးထုတ်ကရောက်နေပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာဗီတာရဲ့အိမ်ထဲကိုစွန့်လာပြီးတော့ဝင်ခဲ့တာဖြစ်ပါတယ်။အထက်မှာလည်းဂျေးပါဝင်ဖမ်းထားတဲ့လူတွေကိုတွေ့လိုက်ရတာဖြစ်ပြီးတော့မှဘန်နီကအမှန်ကိုခွဲပြီးတော့ကယ်ဖို့လုပ်နေတဲ့အချိန်မှာဗီတာဟာရောက်လာခဲ့တာဖြစ်ပါတယ်။ပြီးတော့သူကပါရှင်းမလို့လုံနေခဲ့တာဖြစ်ပြီးဆိုင်ကဝင်ပြီးတော့တားလိုက်တဲ့အချိန်မှာဖေဒါကဓာတ်တချောင်းပေးလိုက်ပြီးတော့ဗန်နီကိုကိုယ်တိုင်ရှင်းခဲ့တာပဲဖြစ်ပါတယ်။ဆိုင်ကသူ့ရဲ့ဘိုက်ကိုဓာတ်နဲ့ထိုးလိုက်တဲ့အချိန်မှာတော့ဗန်နီဟာပြင်းမတော်တစ်ခုကိုအမြန်ဆုံးဖွင့်လိုက်ပါတယ်။ဝင်လာတဲ့နေရာအကြောင်း ဖန်ဟာလဲကျသွားခဲ့ရတာဖြစ်ပြီးအဲဒီမှာဖေဒါဟာသူ့ကိုပြေးဝင်ကိနေခဲ့တာဖြစ်ပါတယ်။ဗန်နီကကာရမုနဲ့ဆန်နိုးပြီးတော့မှမောင်းခိုင်းလိုက်တဲ့အခါမှာကားကနေရန်ကိုတိုက်ပြီးတော့အခန်းကြီးကိုဝင်လာခဲ့ပါတော့တယ်။နေရန်ပြိုသွားတဲ့အတွက်နေရောင်းနေဝင်လာခဲ့ပြီးတော့ဖေဒါလည်းကိစ္စတုံးသွားခဲ့ရသလိုဒါပေမဲ့ဗန်နီကတော့အကိုက်ခံရတော့ကြောင့်ဖန်မန်ရအဖြစ်ပြောင်းလဲလို့သွားခဲ့တာပါ။တပည့်မြင်ကွင်းမှာတော့ရှုပ်ထွေးနေတဲ့မျိုးရဲ့ဂျင်းတွေကိုဖြစ်ရှင်းမှုတွေတိုင်ပင်နေတဲ့ဂျင်းနဲ့ဗန်နီကိုတွေ့ရမှဖြစ်ပြီးဗန်နီဟာဂျင်းနဲ့စကားပြောပြီးမှလှုပ်ရှားရှိတဲ့လူ့ဘုတ်တွေကားပေါ်တက်သွားခဲ့တာဖြစ်ပါတယ်။ တာဝန်မှာတော့ဗလဲကပြုံးရှင်တဲ့မျက်နှာထားနဲ့အဆောင်ကျနေတာဖြစ်တဲ့အကြောင်းမျှဝေလိုက်ရင်နေကုန်းချိုးလိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ